ဒုခရဲ့ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်။ကျွန်မကတော့ဒုခရဲ့ဝိုင်းတော်သားတဦးဖြစ်တဲ့ဟိဇဲပဲဖြစ်ပါတယ်။ကျွန်မအခုဖတ်ပြပေးမှာကတော့ဆီယာမတော်ရာလာမင်းဆန္ဒရေးသားထားတဲ့သုံးလောင်းပြန်အင်ကြီးဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်။သုံးလောင်းပြန်အင်ကြီးကျွန်တော်ကတစီတရေတွေကိုယုံနေသူမဟုတ်ဘူးဗျာ မျက်မြင်မကြုံတွေ့ရသေးခြင်းအထီတော်မယုံခဲ့ဘူး။ဒါပေမဲ့ကျွန်တော်ကြုံခဲ့ရတာတွေကတော့တကယ့်ကိုခြောက်ခြားစရာကောင်းလွန်တာကြောင့်ပြန်ပြောပြချင်ပါသေးတယ်။ကျွန်တော်နာမည်အရင်ကအောင်ခန့်စော။ကျွန်တော်ကအိမ်အောင်ရှိပေမဲ့မိမနဲ့ကွဲနေတာတစ်နှစ်လောက်ရှိပြီ။မိမအိမ်ပေါ်ကနေဆင်းသွားပြီးကျွန်တော်လည်းလိုက်မခေါ်ပြစ်တယ်လို့သူလည်းပြန်မလာတော့။အဓိကကမာနတွေကြောင့်ပဲပေါ့။ဒါကတပိုင်းအိမ်အောင်ရေးအဆင်မပြေတဲ့အခါငှားထားတဲ့အိမ်ကိုပြန်အပ်ပြီး ကျွန်တော်မိဘအိမ်မှာပြန်နေပြည့်ရောမိဘအိမ်ကလည်းအမွေဆိုင်အိမ်ကြီးဗျကျွန်တော်ပြန်လာနေပြီးမကြောက်ဘူးအမွေခွဲမဲ့ကိစ္စတွေက ပေါ်လာတယ်အမွေဆိုင်အိမ်ကြီးကမြို့လေတဲတဲလေးဖြစ်ပေ90ဝန်းကျင်လောက်ကျဲတဲ့အခါခမည်းတော်ပဲဇင်းုံခံမှန်းကြည့်ကြဗျအဖေဘက်ကမောင်နှမ9ယောက်အချိုးကျခွဲယူတာကိုတယောက်ကိုတင်းထောင်ကြီးရခဲ့တယ်ဒါနဲ့ပဲအဖေကအိမ်တလုံးပြောင်းဝယ်မယ်ဆိုပြီးအိမ်ရှာကြတာပေါ့ကျွန်တော်တို့မောင်နှမက၄ယောက်ရှိတယ် ကျွန်တော်အထက်မှာအကိုတယောက်နဲ့အမတယောက်ပြီးတော့ကျွန်တော်ကျွန်တော်ပြီးမှညီအငယ်ဆုံးအကိုကသူ့အိမ်နောက်နဲ့သူဆိုတော့သူကလာမနေဖြစ်ဘူးအမေကလည်းဆုံးသွားတာကြာပြီကျွန်တော်တို့မောင်နှမ၃ယောက်နဲ့အဖေနဲ့ပဲနေကြမယ်ပေါ့အဲ့ဒါနဲ့အိမ်လိုက်ရှာကြတာရောင်းမဲ့အိမ်တွေကတော့အများကြီးပဲကျွန်တော်တို့နဲ့ကိမကိုက်တဲ့အိမ်ကများများကောင်းဝင်လို့ရတဲ့နေရာနေရာနည်းနည်းကောင်းရင်အိမ်ကမကောင်းအိမ်ကောင်းရင်လမ်းမကောင်းအိမ်ရောလမ်းရောအဆင်ပြေတာကြတော့မြို့ပြင်ဘက်အဝေးကြီး အဲ့ဒီလူတွေဖြစ်နေလို့အင်ရှာရတာအချိန်တော်တော်လေးကြာသွားတယ်။စိတ်တန်းကြတဲ့အင်ကိုမတွေ့သေးဘူးဗျ။တရက်ကြတော့ကျွန်တော်ညီအငယ်ဆုံးကပြောတယ်။သူ့တငယ်ချင်းပြောပြတဲ့အင်ကိုကြိုက်တယ်ပေါ့။အင်ကပူဆန်းဆန်းစောက်ထားတယ်လို့ပြောရော။ကျွန်တော်တို့မော်နှမတတိုက်ကစိတ်ဝင်စားနေပြီ။ဒါပေမဲ့အဲ့ဒီအင်ကနာမည်ကြီးတယ်တဲ့။ဘာလို့လဲဆိုတုံလုံးပြန်တည်ထားတဲ့အင်မလို့နေမဲ့သူမရှိဝယ်မဲ့သူမရှိဖြစ်နေတဲ့ဗျ။ဒီနေရာမှာကြုံလုံးပြောရရင်ကျွန်တော်တို့ကတိုင်းရင်သားဘာသာကြားတွေလည်းဖြစ်တယ်။ တရေကိုလုံးဝမယုံတာအဖေကတော့ကျွန်တော်တို့ကိုအရင်သွားကြည့်ခိုင်းတယ်ကျွန်တော်တို့ကြိုက်တယ်ဆို သူလိုက်ကြည့်မယ်အစင်ပြေတာတေချာရင်ဝယ်လိုက်မယ်ပေါ့အဖေကပြောသေးတယ်တရေချောက်တဲ့နာမည်ကြီးတော့ပိုကောင်းနေတဲ့ဇီတတာမဆိုပြီးသူကတောင်ဝမ်းသာနေသေးတယ်မောင်နှမတွေအားတဲ့ရက်ချင်းပြီးသွားကြည့်ကြတာပေါ့နေရာကတထေးရက်ွက်ကက်ရက်ပဲလမ်းတာတယ်လမ်းလေကောင်းတယ်ရက်ွက်ကအေးအေးချမ်းချမ်းပဲအင်းကိုတွေ့တဲ့အခါကျွန်တော်တို့အကြိုက်ပဲပေါ့ အိမ်ပုံစံကနှစ်ထပ်အာစီတိုက်အေကန်းနေရာကိုအင်းပြင်ဘက်ဝိုက်ထားပြီးမှန်တွေတက်ထားတယ်။အပေါ်တက်ဝရန်တာလေးနဲ့အိမ်ကကြီးတယ်ဗျ။ကျွန်တော်အထင်မြင်းနေရာပေ40ဝန်းကျင်လောက်ကအိမ်ဆောက်ထားတာ။ခြံဝင်းထဲမှာတော့မြေသားကိုမကြမ်းဘူး။အကုန်ကွန်ကရစ်လောင်းထားတော့အိမ်ကထီထီကြီးလိုဖြစ်နေတာပဲ။ဒါကအရေးမကြီးပါဘူး။ပန်းမင်ကြိုက်တဲ့ကျွန်တော်အမနဲ့တွေ့ရင်ပန်းအိုးတွေရောက်လာပြီးခြံလေးလှသွားမှအသေးချပေါ့။အိမ်ထဲဝင်ကြည့်တဲ့အခါအခန်းဖွဲ့စည်းပုံကလည်းတက်တက်ရရလေး ကျွန်တော်တို့မောင်နှမတွေတော့အိမ်ကြီးကိုတော်တော်ကြိုက်နေပြီဈေးနှုန်းမေးကြည့်တော့တိမ်ထောက်နေရဆိုရောင်းမယ်လို့ပြောတယ်အဖေလက်ထဲရှိတဲ့ပတ်စံနဲ့ခြေနိုင်လက်နိုင်လည်းရှိတယ်တကယ်ဆိုဒီလိုအိမ်မျိုးကခေါ်တဲ့ဈေးနဲ့ဘယ်မှမမရနိုင်တာအမှန်ပဲအဲ့ဒီအိမ်ပုံစံအတိုင်းဆောင်ရင်တောင်ထောက်နေရလောက်ကုန်မယ်ကျွန်တော်တို့လည်းလိုချင်တာမျိုးသိပြီးပြန်လာခဲ့ကြတာပေါ့အိမ်ရောက်တဲ့အခါအကုန်လုံးကဝယ်မယ်ဖြစ်နေကြပြီကျွန်တော်လည်းအဲ့ဒီအိမ်ကိုလက်မလွတ်ချင်ဘူးအဖေက၃လောင်းပြိုင်တည်ထားတဲ့အိမ်မလို့ နေရဲကြပါမလားလို့မေးပါသေးတယ်။သုံးလုံးမြင်သေးတာကဒီလိုဗျ။ကိုနိုင်ကိုကြီးနဲ့မထွေထွေလင်းတို့လင်မယားမှာငါးနှစ်ရွယ်သမီးလေးတယောက်ရှိတယ်။ကိုနိုင်ကိုကြီးကစီဝါရေးသမားပတ်စံရှားတော်တယ်။အိမ်တော်သက်၈နှစ်အတွင်းမှာပဲအခုရောက်မဲ့အိမ်ကိုစောင့်နေခဲ့တာပေါ့။အိမ်ကြီးကခန္ဓာလို့အတိမေးဆွေတွေက တောင်းချီးမွမ်းကြတာအခါခါမိသားစု၃ယောက်နေရင်နဲ့နောက်တော့မထွေထွေလင်းအမေကိုပါခေါ်နေလိုက်ကြတယ်။ခြံဆောင်ကောင်းလေးတယောက်ရဲ့ အိမ်အကူအတော်ကြီးတယောက်ရဲ့လည်းရှိတယ်ဗျ။တရက်ကြတော့ကိုနိုင်ကိုကြီးကအလုပ်ကိစ္စနဲ့ခရီးထွက်သွားတယ်ညသူတို့ကံကြမ္မာပြောင်းခဲ့ရတာပဲသူတို့မသိတာကခြံဆောင်ကောင်လေးကမိုးရစေးဆွဲနေတယ်ဆိုတာကိုမသိကြဘူးကိုနိုင်ကိုကြီးမရှိတော့အိမ်ထဲခိုးဝင်ပြီးပဆန့်ခိုးရာကနေမထွေထွေလင်းကမိသွားတော့ကြောက်အားလန့်အားနဲ့မထွေထွေလင်းကိုတတ်လိုက်မိတယ်ကလေးကလည်းကြောက်ပြီးသူ့အပွားစီထွက်ပြေးရာကသူ့အပွားပါအသက်ခံရတော့တာ ခြံစောက်တပစ်မိတာသေးတော့အိမ်အကူကအမြန်ထွက်ပြေးလို့လွတ်သွားတယ်။ကလေးလေးကတော့ကူရကဲရမယ်အသက်ခံလိုက်ရပြန်တယ်။တတ်တဲ့ခြံစောက်ကိုညမကူးခင်မှာပဲရက်ွက်ကလူတွေကဝိုင်းဖန်လို့မိသွားတာပေါ့။ဒါပေမဲ့အသက်သုံးချောင်းကတော့ကျွေလင့်သွားခဲ့ပြီ။ဒီအဖြစ်က တမျိုးလုံးဟူးဟူးကျော်ပဲဗျ။သုံးလုံးပြန်လူတတ်မှုဆိုပြီးနာမည်တွေကြီးခဲ့တာအဲ့ဒီအချိန်ကစပြီးအင်ကိုပိတ်ခဲ့တာပဲအိမ်မပိတ်ခင်ကိုနိုင်ကိုကြီးတို့ဆွေမျိုးတွေလာနေကြသေးတယ် သူတို့လည်းမကြပါဘူးပြောင်းသွားကြတယ်။ပဝင်းချင်းကပြောတာကတော့တုံလုံးပြိုင်ကအရန်ခြောက်နေတယ်လို့ဆိုကြတာပဲ။ယုံနေသူလည်းရှိမယုံနေသူလည်းရှိပေါ့ဗျာ။မယုံနေသူဆိုတာကျွန်တော်တို့လို့ပေါ့။ဒီအဖြစ်ပြက်က2000ခုနှစ်လောက်ကဖြစ်ခဲ့တာမလို့အခုဆိုရင်အနည်း20လောက်ကြာခဲ့ပြီလေ။ကိုနိုင်ကိုကြီးလည်းအဲ့ဒီကိစ္စတွေဖြစ်ပြီးကလေးကစီးပွားရေးလဲကြလူလဲအရက်ဆွဲရာကနေဘလို့ဖြစ်တယ်မသိဘူး။ဘန်ကောက်ကိုပြောင်းသွားတယ်လို့ပြောကြတယ်။ အခုတော့သူလဲပြန်မလာဖြစ်တော့လို့အိမ်ကိုရောက်လာဒါပေမဲ့ဘသူမှမဝဲရဲကြဘူးတည်တဲ့သူတွေကအခုချိန်ဆိုဘယ်ဘွားရောက်နေမှန်းတောင်မသိနိုင်ဘူးမလားကျွန်တော်တို့ကတော့ဝဲဖို့ပဲဆုံးဖြတ်လိုက်ကြတယ်အဲ့ဒါနဲ့ပဲဇီစကားတွေပြောပြီးညှိကြရင်တင်းတစ်ထောင်တရာနဲ့အယောင်းဝယ်တဲ့သွားကြတော့တယ်ဝဲပြီးတာနဲ့အိမ်အရင်သွားပြင်ကြတာပေါ့အိမ်ပြင်တဲ့အချိန်ဇလန်းကစတာသုံးလုံးပြန်အိမ်ဆိုတာနဲ့အလုလာဆင်းကျင်တဲ့သူမရှိဘူးအလုသမားခေါ်မရဘူး သူများထက်ဈေးပိုပေးပြီးမနေ့စိန်နိုင်ကနေညနေ3နာရီအထိပဲဆင်ပေးပါလို့ခခရရပြောမှအလို့သမား9ယောက်ရတယ်။သူတို့ကအင်ရှင်စေတုပ်အိမ်ပြင်ဖို့ပေါ့ကျွန်တော်တို့မှလက်ရာတွေဘာတွေပြောနေလို့မရဘူးဗျ။ဒီလူတွေကိုမနေ့ခေါ်ထားရတာကလား။သူတို့အိမ်ပြင်နေတော့ကျွန်တော်တို့လည်းတလဲစီအိမ်ဆောင်ရတယ်။စိတ်တိုင်းကြစီဖို့ချော့ပြောပြီးခိုင်းနေရတာကိုသူတို့မှအလုံးမစင် ကိုယ်တိုင်လုပ်ရမယ့်အနေထားပဲ။ အဲ့ဒီလိုချော်မော်ခိုင်းနေရင်ပစ္စည်းတွေကထားရင်ထားရနေရမှာမရှိတာကိုသတိထားမိလာတယ်။အိမ်ဆောက်ပစ္စည်းတူလီမူလီလေးတွေကိုလှုပ်နေရင်ချထားတဲ့နေရာကနေပျောက်ပျောက်သွားတာဗျ။လိုက်ရှာရတာအလုတ်တလုဖြစ်နေရော။မမရရအဖေအိတ်ခမ်းပြင်းတဲ့အချိန်အလုတ်သမားခေါင်းဆောင်ကိုစံတီကအိမ်ရဲ့တန်လက်တဆုပ်ကိုကြမ်းမြင်ပေါ်ချထားတာ။သူလန့်ယူတော့တန်တွေမရှိတော့ဘူး။သူ့တပည့်တွေကိုဆဲပါလေရော။အိမ်ရင်တန်အထုတ်ထဲမယူပဲအလွယ်တကူသူယူထားတာကနေယူသုံးရမလားဆိုပြီးဒေါသတွေထွက်ပေါ့ သူ့တပည့်တွေကမယူရပါဘူးလို့ညင်းကြတယ်။ကိုစံသေးကလည်းတက်သေးမရှိတော့ကြာကြာမဆဲနိုင်ဘူး။အိတ်ထဲလက်တဆုပ်သွားပြန်နှိုက်လာရော။လှုပ်ဆရာရှိတာလှုပ်ရင်းတန်ကိုကောက်ယူတာတန်ကြုံလက်တဆုပ်ကရှိမနေပြန်ဘူး။နှစ်ခေါက်ဆိုတော့မဟုတ်တော့ဘူးပေါ့။သူကဘာမှမပြောဘူး။နောက်တစ်ခါထပ်သွားယူပြီးကျမ်းပေါ်ကိုချထားတယ်။ပြီးတော့လှုပ်ဆရာရှိတာဆက်လုံနေကိုစံသေးအော်ပြီးထွက်ပြေးလာတာပဲ။အဲ့ဒီနေ့ကကျွန်တော်ဘေးဆောင်နေနေအဖေကဘာဖြစ်တာလဲလို့မေးတော့ ကိုစံတိကသူ့အလုပ်ဆင်းတော့မယ်လို့ပဲပြောတယ်တဲ့အတင်းမေးတဲ့အခါမှာအင်ရိတ်တန်တွေပျောက်ပျောက်သွားလို့သူ့တပည့်တွေက အချောင်ခိုတဲ့သူကိုစုံမမယ်ဆိုပြီးတတိထားစောင့်နေတဲ့အခါကျမ်းမြင်ပေါ်လက်တစ်ဖက်အရိတ်လှစ်ခနဲတွေ့တာနဲ့မိပြီးဆိုပြီးလှည့်ကြည့်လိုက်တာကလေးမလေးတယောက်တန်ကြွတွေယူပြီးသူ့ကိုမျက်လုံးတေကြီးနဲ့မော့ကြည့်နေတာကိုတွေ့လို့တဲ့ဒါကတုံလောင်းပြိုင်တွေကတည်သွားတဲ့ကလေးမဆိုပြီးကြောက်သွားတော့တာပဲသူတို့မှမလုပ်ရင်လဲလုံးမဲ့သူမရှိတော့ခက်ပြီပေါ့ အဲ့ဒါနဲ့အဖေကလည်းကိုစံတီလို့ဆရာရှိတာလို့ကျွန်တော်ဘေးမှာနေပြီးကိုဆောင်ပေးမယ်ဆိုမှအဆင်ပြေသွားတာသူတပည့်တွေလည်းအလုံးမြန်မြန်ပြီးကျင်တော့ပြီးစလွယ်လို့တဲ့တန်းကိုကျွန်တော်တို့ခံရတာပေါ့လေအဒီလိုနဲ့ဆယ်ရက်အတွင်းမှာပဲအိမ်လေးကခနော်ခနဲ့နဲ့ပြင်လို့ပြီးသွားတယ်နောက်တစ်ပတ်မှကျွန်တော်တို့ကပြောင်းနေပြကြတာပါပဲစစချင်းပြောင်းနေတဲ့အချိန်ကျွန်တော်တို့လည်းတတိမထားမိကြဘူး၃ရက်လောက်နေတော့ကျွန်တော်တို့တအိမ်သားလုံးညစာကိုစိုက်မှသွားစားကြတာညနေမှပြန်ရောက်တယ် အဖေကအပြင်ကနေဝယ်လာတဲ့ပန်တီတွေတွားထားတော့အံ့ဩတကြီးနဲ့ဩလာတာပဲကျွန်တော်တို့လည်းပြေးသွားကြည့်ကြတာပေါ့မိဖို့ဆောင်ကြွေပြားကြံကင်းမှာထမင်းလုံးတွေကျဲနေတာပဲဗျအိမ်ကိုတကူးဝင်တာများလားဆိုပြီးတကားတွေအကုန်လိုက်စစ်ကြည့်သေးတယ်အိမ်တကားတွေအကုန်ခြေရလက်ရမပြတ်ဘူးဒါပေမဲ့ထမင်းပေါင်းဥတော်မှောင်နေတယ်ဒါဆိုဒီထမင်းလုံးတွေကိုဘယ်သူဖွာတာလဲကျွန်တော်တို့တွေးမရခဲ့ပါဘူးနေ့လေထမင်းစားပြီးထမင်းပေါင်းဥတဲ့ထမင်းတစ်ဝက်ပိုးနေတာတော့သိတယ် အခုပေါင်အိုးထဲမှာထမင်းမရှိတော့ဘူး။ကြံကင်းပေါ်ပြန့်ကျဲနေတာကလည်းလက်တဆုံနှစုပ်စာပဲ။ထမင်းတွေပျောက်နေတာတော့အသေးချာပဲဗျ။နောက်ပြီးအုတ်ဆောင်ကြီးလည်းပွင့်နေတယ်။ဇပွဲပေါ်ကဝတ်သားဟင်းပကံလည်းမှောက်လို့အသားတော်တွေတတော်မှမရှိတော့ဘူး။ကျွန်တော်တို့အားလုံးကတခိုးလိုပဲထင်မိတယ်။ဒါပေမဲ့တခိုးကအိမ်ထဲဘလို့ဝင်ခဲ့လဲ။နောက်ပြီးတံပိုးကြီးတာတခုမှမခိုးပဲထမင်းနဲ့ဝတ်သားဟင်းပဲခိုးစားသွားတာ။စားပြီးတော့သူဘလို့ပြန်ထွက်သွားလဲ။ဘလို့မှစဉ်းစားလို့မရဘူး။ အဖေကတော့ခွေးလာကြောင်လာတကောင်ကောင်ဖြစ်မှာပေါ့တဲ့ဒါနဲ့ပဲတန်ရှင်ရေလှုပ်လိုက်ပြီးအိတ်လိုက်ကြတယ်ညနှစ်နာရီလောက်ရောက်တော့မီးဘူထဲမှာအတန်တွေကြားရပြန်ရော ကျွန်တော်ကအตาလေးထပြီးထွက်ကြည့်လိုက်တယ်အောက်ထပ်အခန်းမှာအိတ်ဒါကျွန်တော်တယောက်ပဲရှိတယ်လေဘသူမှနှိုးမနေတော့ဘူးတခုဖမ်းမယ်ဆိုပြီးခြေတန်းလုံးလုံးနဲ့ရှောက်သွားလိုက်တယ်ကျွန်တော်မြင်လိုက်ရတာကိုကို့မျက်လုံးကိုမယုံနိုင်ဘူးမိမတယောက်ညဝက်ခါဝင်အဝါနဲ့မီးဘူကန်အဝါမှာကြောပေးရက်နေတယ်ဗျာ ကျွန်တော်လည်းအံ့ဩလွန်းလို့ကြည်နေအဲ့ဒီမိမကအပေါ်ကိုတဖြည်းဖြည်းမြောက်တဲသွားတယ်လေသူ့ခြေထောက်ကကြွေပြာခင်းထားတဲ့နေရာကနေတပီလောက်လွတ်နေတာပဲအဒီအချိန်ကျွန်တော်တကူလုံးတုံပြီးဇောချွေးပြန်နေပြီဒူးနှစ်ဖက်လည်းမခိုင်တော့ဘူးတစက်စက်တုံနေတာပေါ့ဗျာအဒီမိမက လေထဲကနေတရွေ့ရွေ့နဲ့မိဖို့ကန်တဲ့ကိုဝင်သွားပါလေရောကျွန်တော်လည်းသပင်တွေထောင်းပြီးစစ်တီးဖြန်းဖြန်းထနေပြီအဲ့ဒါနဲ့အာကုံအော်ဟစ်လိုက်မိတယ်အော်လိုက်ရတော့လူကလှုပ်လို့ရသွားတယ်လို့ပါပဲ။ ကျွန်တော်လှေကားစီပြေးတယ်အဖေတို့စီထွက်ပြေးတာအိုင်မာဗျလေကားပေါ်တက်မဲ့ကျွန်တော်တွန်ငနေဖြစ်သွားတော့တယ်ဘာလို့လဲဆိုအင်ကြီးအဖြူလေးနဲ့ကတ်တွန်ဘောင်းမီတို့လေးဝတ်ထားတဲ့ကလေးမလေးတယောက်ကလေကားထိတ်ကနေတစ်ထစ်ချင်းဆင်းလာနေတာကိုဗျကျွန်တော်မှအောက်ထပ်မှလည်းမနေရဲလေကားပေါ်လည်းမတည့်ရနဲ့ဘာလို့ရမယ်မသိကြောက်အားလန့်အားရက်နေတော့လေကားဘေးကမှန်ကိုရုတ်တရက်ကြိလိုက်ပြီးတော့ကျွန်တော်နောက်မှာအတော်ကြီးတယောက်ရက်နေတာမြင်လိုက်ရတယ်အဲ့ဒီနေရာမှာရင်ကျွန်တော်မေ့လေသွားတော့တာပဲဗျ အဒီရလာတော့ကျွန်တော်အခန်းထဲပြန်ရောက်နေပြီ။ဘေးမှာအဖေနဲ့မောင်နှမတွေကပြရာခတ်နေကြတယ်။သူတို့ပြောတာတော့အတန်ကြားလို့ထွက်ကြည့်တာ။လေကားဘေးမှာကျွန်တော်လဲကြနေတာတွေ့လို့စိတ်ယုံပို့မလို့ပြင်နေကြတာတဲ့ဗျ။ကျွန်တော်မိသွားတာ15မိနစ်လောက်ပဲကြာလို့တော်သေးတယ်။ကျွန်တော်လည်းမြင်ခဲ့တာတွေကိုပြောပြရတာပေါ့။ကျွန်တော်လိမ်မပြောတတ်တာသိနေကြတော့အဖေတို့လည်းလန့်သွားကြတယ်။ကျွန်တော်တယောက်တည်းမအိပ်ရဘူးလို့အပေါ်ထက်မှာလိုက်အိပ်မယ်ဆိုပြီးတော့အိပ်ရတာဗျ။ ကျွန်တော်တို့ညီအခမ်းမှာနှစ်ယောက်အတူတူအိတ်ကြတယ်အဖော်ရပြီဆိုတော့နင်းနေအကြောက်ပြေးသွားတယ်လေမကြပါဘူးနောက်တနားရီလောက်နေတော့အဖေအခမ်းတကဝုန်းငနယ်ပွင့်လာတန်းကြားလိုက်ရတယ်ညီကိုနှစ်ယောက်တော့အမြန်ပြေးထွက်ကြတာအဖေကကဒင်းအောက်မှာလဲနေပြီသူ့ကိုမိန်းမနှစ်ယောက်ကကဒင်းပေါ်ကနေဆွဲချတဲ့တဲ့အဖေလည်းမအိပ်ရဲတာနဲ့အမကိုတွားနှိုးပြီးအကုန်စုအိတ်ကြရတယ်အိတ်လို့လည်းမရတော့ပါဘူးလူကကြောက်နေလို့လားမသိဘူးဗျခဏခဏလန့်လန့်နိုးနေတယ် မနဲ့လင်းတဲ့အခါကျွန်တော်တို့တိုင်ပင်ရပြီဒီညထက်လာရင်ဘလို့လောက်ကြမလဲပေါ့တရေက၃ရောက်တောင်းလေကျွန်တော်တို့ဘယ်နိုင်လိမ့်မလဲတိုင်ပင်ကြတဲ့အခါဆွေမျိုးတွေကိုခေါ်အိပ်ဖို့ဖြစ်လာတယ်အမျိုးသုံးလေးယောက်နဲ့အကူအကြီးဆုံးလင်မယားလာဆောင်အိတ်ကူပေးတဲ့အခါလူလဲများလာလို့ကျွန်တော်တို့တိတ်မကြောက်တော့ဘူးအဲ့ဒီညကကျွန်တော်တို့အကုန်အိပ်ပျော်သွားကြတယ်မနဲ့လင်းတော့ကျွန်တော်တို့အကုန်ခြံနဲ့ရောက်နေကြတာပဲတကယ်ဖြစ်ခဲ့တာပါ ျွန်တော်တို့အိမ်အပြင်ကိုဘယ်လိုရောက်လာကြမှန်းမသိခဲ့ဘူးအိမ်ထဲမှာတယောက်မှမကြံဘူးအဲ့ဒီအခါကျွန်တော်တို့အကုန်လုံးအယမ်းမဲ့လန့်သွားကြတယ်ဒီတရေတွေကတော်တော်အားကြီးနေပြီမှလည်းသိလိုက်ရပြီကိုနိုင်ကိုကြီးကိုဆက်သွယ်ရတာပေါ့သူ့မိသားစုကနှောက်ရက်နေရမလားသူကဘူးခံညင်းနေသူမသိဘူးတဲ့တရေလည်းမရှိပါဘူးဆိုပြီးကျွန်တော်တို့ကိုအဆက်အသွယ်မလုပ်တော့ဘူးအခုလိုအိမ်အပြင်ကိုဆွဲချခံထားရမှာတော့ကျွန်တော်တို့ဘယ်လိုဆက်နေရတော့မလဲ။ အဒီမှာကျွန်တော်ဦးလေးရောက်လာပြီးအကြံပေးတယ်။သူတို့နဲ့ဆက်သွယ်လို့ရမယ့်နီလန်းနဲ့ဆက်သွယ်ပြီးပြောမယ်တဲ့။ကျွန်တော်ကတော့မဖြစ်နိုင်ဘူးထင်တယ်လို့လူမဟုတ်တဲ့တရေသစိနဲ့ဘလို့ဆက်သွယ်စကားပြောနိုင်မှာလဲ။ဦးလေးကသူကြံပေးပါမယ်ဆိုပြီးနတ်ဝင်တဲ့တယောက်ခေါ်လာတယ်ဗျ။ပြောရရင်နတ်ကတော်ပေါ့။အဒီအတော်ကြီးကအမွေးတိုင်လေးထွန်ပြီးပါဇက်ကဘာရီရွတ်နေလဲမသိဘူး။တွတ်တွတ်နဲ့ရွတ်နေတယ်။ပြီးတော့အိမ်အပေါ်ဓာတ်ကအခန်းမှာထိုင်းနေတာအကြာကြီးပဲ။မျက်လုံးနှစ်ဖက်မှိတ်ထားပြီး ပါဇက်ကလည်းယွတ်နေတာတနားကြီးလောက်ကြတော့သူကပြောတယ်တုံလောင်းပြန်ဝိညာဉ်ကသူတို့အိမ်မလို့ဘဲမှမသွားနိုင်ပါဘူးတဲ့သူတို့အိမ်မှာလူစိမ့်တွေလာနေနေတာမကြိုက်လို့မောင်းထုတ်တာလို့ပြောတယ်။နဝင်တဲ့ကလည်းသူတို့ကတေပြီးသားဘဝချနေပြီဆိုတဲ့အကြောင်းရှင်းပြလိုက်တာပေါ့။နောက်ဆုံးတုံလောင်းပြန်ဝိညာဉ်တွေကကျွန်တော်တို့ကိုမနှောက်ရှက်တော့ပါဘူးတဲ့။ဒါပေမဲ့သူတို့နေဖို့အခန့်တခန့်ပေးရမယ်ဖြစ်ရောဗျာ။ကျွန်တော်တို့ကလည်းသူတို့ရှိနေတာမကြိုက်ဘူး။ သူတို့ကလည်းကျွန်တော်တို့နင်းနေတာမကြိုက်ဘူး။နတ်ဝင်တွေကသူတို့အတွက်အခန်းတစ်ခန်းထားပေးလိုက်ပါလို့ပြောပါတယ်။အခန်းမပေးရင်ကျွန်တော်တို့လည်းနေလို့မရဘူးပေါ့။အဖေကပေးမယ်ထပ်မနောက်ရှင်းနေလို့ဂရီတောင်းလိုက်တော့တာ။သူတို့အတွက်အခုအဖေနေနေတဲ့အခန်းကိုပေးလိုက်တယ်ဗျ။အပြင်ကနေတော့ခတ်ပြစ်လိုက်တယ်။သူတို့အဲ့ဒီအခန်းမှာပဲနေရမယ်လို့နတ်ဝင်တွေကိုပြောခိုင်းလိုက်တာပေါ့။အဒီလိုနဲ့သူတို့ကိုအခန်းပေးပြီးကြတဲ့ကကျွန်တော်တို့ကိုမချောက်လန့်တော့ပါဘူး။ ဒါပေမဲ့ဗျာတုံလောင်းပြန်ဝိညာဉ်နေနဲ့တအိမ်နဲ့နင်းနေရတာမဟုတ်လားစီးတွေချားထားပေမဲ့တမိုးအောင်မှအတူတူနင်းနေကြရတယ်သူတို့ကတော့ဘလို့နေကြတယ်မသိဘူးကျွန်တော်တို့မှအခန်းရှိဖျက်ရှောင်းရင်တောင်ကြောမလုံတလို့ပဲအတိမိတ်ဆွေတွေက မေးကြတယ်တရေချောက်သေးလားတဲ့ကျွန်တော်တို့ကမချောက်တော့ပါဘူးလို့ပြန်ဖြေလိုက်ပေမဲ့အဲ့ဒီအခန်းကိုဖွင့်လိုက်ရင်ဘာတွေဆက်ဖြစ်မလဲဆိုတာကျွန်တော်တို့သာအသိဆုံးပါဒီအိမ်ကြီးမှာနေတဲ့ရွေတော့ အဲ့ဒီအခန်းကိုဘယ်တော့မှ ဖွင့်ပြမှာမဟုတ်ပါဘူး။ခမရတို့သာဒီအိမ်ကြီးမှာလာနေခွင့်ရမယ်ဆိုရင်လေတော့ခတ်ထားတဲ့အခန်းကိုဘယ်တော့မှမဖွင့်လိုက်ပါနဲ့လို့ကျွန်တော်သတင်းစကားပါလိုက်ပါရစေ။ဒုတိယတပုတ်အနေနဲ့နှစ်ပတ်လေးဆိုတဲ့ဝတ္ထုတို့လေးကိုဆက်လက်ဖတ်ပြပေးမှာပဲဖြစ်ပါတယ်။နှစ်ပတ်လေးအခုရက်ပိုင်းထူးပိုင်ရင်းနေနေလို့မကောင်းချင်။ရင်ဘတ်တစ်ခုလိုမိမြိုက်ထားသလိုပူလောင်နေသည်။စိတ်နစ်ကိုလည်းကတ်မရခဲ့ မတင်မကျဖြစ်နေသောစိတ်ကကြီးစိုးနေပြီးအကြောင်းရင်းမသိသောတစုံတရာကိုလည်းစိတ်ပူမိသည် ထို့ကြောင့်အလုဆင်းသည့်အခါအိမ်တန်းမပြန်ပြစ်ပေတိုက်ခန်းတစ်ခုစီသို့ကားကိုဦးတီမောင်းနေလာခဲ့မိတော့သည်ယနေ့အဖို့ထိုတိုက်ခန်းသို့ရောက်ခဲ့သည်မှာ၃ချိန်ရှိနေပြီတွေ့ဆုံလို့သောသူကိုအရေးယောင်များမတွေ့ရပေကားမောင်းနေရင်ဖုန်းကိုလက်ထဲကမချနိုင်ပဲဖြစ်နေပြန်၏သူခေါ်ဆိုနေသော ဖုန်းနံပါတ်ပိုင်ရှင်နှင့်အဆက်အသွယ်မရသည်မှာနေ့ရက်ခန့်ရှိခဲ့ပြီး ဟူးဘယ်သွားမယ်ဘယ်လာမယ်လဲမပြောသွားစိတ်ကောက်ပြန်မိတာမသိဘူးတကူတည်းညင်းစိတ်မောလူမောဖြစ်နေလေတော့ဒီမကြခင်မှာပင်သူအမြဲတစေရောက်ဖြစ်နေကြတိုက်ခန်းစီတို့စိုက်ရောက်လာလေသည် ထိုတိုက်ခန်းသူလာလာရှာကြည့်သည်မှလည်းနှစ်ရက်ဆက်တိုက်ရှိနေပြီ ရောက်လာတိုင်းတော့ခတ်ထားသောတိုက်ခန်းကသာစီကြိုနေခဲ့သည်တော့အပေါ်နေဖွင့်ဝင်ပြီးအခန်းထဲဝင်ရှာတော့လေ ပရိဘောဂများနဲ့အတုံးဆောင်ပစ္စည်းများက အရာမယွင်းသလိုလူလဲမတွေ့ခဲ့ရ။ဆိုပါပေါ်မိထိုင်လိုက်ပြီးဖုန်ထက်ခေါ်ကြည့်သည်။ဖုန်ပိတ်ထားသည်ကနှစ်ရက်အခုထိပြန်မဖွင့်သေး။ဇပွဲပေါ်မှာလက်တော့ကိုယူပြီးဖွင့်ကြည့်လိုက်သည့်အခါသူတို့နှစ်ယောက်တွဲရိုက်ထားသည့်ပုံကစကရင်ပေါ်မှာခပ်ပြုံပြုံပြန်ကြည့်နေသလိုလိုခံစားလိုက်ရသည်။ထိုအချိန်မှာပင်ဖုန်းဝင်လာသဖြင့်ဝမ်းသာအားရကြည့်လိုက်သည့်အခါသူဤစနီယူရသွင်းဖြစ်နေ၍စိတ်ပြက်သွားမိတော့သည်။ อืมသူ့ပိုင်မှာစိတ်မပါသလိုပြန်ဖြေလိုက်သည်ယောက်ျားကြီးဒီနေ့စိုးစိုးပြန်လာမယ်မလားယင်တဖက်မှာဇနီးတည်းအတန်မှာမျော်လင့်တကြီးပြောနေသည့်အတန်မှန်သူသိသည်ခဏနေပြန်လာမယ်ဒါဆိုညစာချက်ထားလိုက်တော့မယ်နော်อืมတလုံးနဲ့ပြန်ဖြေလိုက်ပြီးဖုန်းချလိုက်လေသည်အမှန်တိုင်းဆိုရင်မိမဖြစ်သူကိုစိတ်ကုန်နေသည်မှာကြာခဲ့ပြီအစီအခေါက်များစူဝေးနေသောဘိုက်ခေါက်ကြီးတလုံးလုံးနဲ့ သူ့ရှေ့ဖြတ်သွားတိုင်းထိုပုံရိပ်ကိုထမကြည့်ခြင်းသည့်အတွေ့ကမကြမကြပေါ်လာတတ်သည်ကိုရီးယားကကြည့်ပြီး တဟာဟာအော်ရည်နေသောအတန်ကိုလည်းသူမုံမိသည် ထမင်းလက်ဆုံစားသည့်အခါတိုင်းသူမပါဇက်ထဲသို့ထမင်းလို့သွတ်သွင်းနေဟန်ကိုလည်းဆက်မကြည့်ခြင်းတော့ကြည့်ညာအေးသည့်အခါ၌လေသူ့ကိုယ်ပေါ်သို့ခြေတလုံးကြီးတင်ပြီးတခေါ်ခေါ်ဟောက်နေတဲ့ကိုလည်းမခံစားနိုင်ခဲ့ရသည်မပဆိုင်အကုန်သိမ့်ပြီးပြန်ထွက်မလာသေးကိုလေဒေါသထွက်သည် အနီမိမအီတန်းကိုကြာရှည်မခံနိုင်လာတော့ကြိအိမ်အောင်တဲ့ကြာလာသဖြင့်လဲထို့တို့ဖြစ်ပေါ်လာသည်လားထူပိုင်မဆိုတဲ့ထို့တို့ညီငွေလာသည့်အချိန်တွင်အိမ်ဟူသောမိန်းကလေးနှင့်တွေ့ဆုံခဲ့ရသည်အိမ်ကလှသည်ဆက်စီကြသည်ချိုသာသည့်အတန်ရှိသည်ယူရတတ်သည်ထူပိုင်အဖို့အိမ်ဤလှူရှားမှုတိုင်းကစိတ်လှူရှားစရာကောင်းခဲ့သည်အိမ်နေချစ်ကြိုက်ခဲ့ပြီးယခုတိုက်ခန်းကိုငါကအတူနေထိုင်ခဲ့သည်ကတနစ်ပြေတော်မည် ထိုကာလအတွင်းကတောက်ကစားတစ်ကြိမ်နှစ်ကြိမ်ဖြစ်ဘူးဒီမှ လွဲ၍ကြည်ကြည်မာမာရံမဖြစ်ခဲ့ဘူးပေ။ယခုတခါတွင်မူအိမ်က မပြောမစုံနဲ့အဆက်အသွယ်ဖြတ်ထားဒီမှနှစ်ရက်ရှိသွားပြီဖြစ်၏။မိသည့်အကြောင်းရင်းမှန်းလေထူပိုင်မတွေ့တတ်တော့ကြ။စိတ်ပင်ပန်းစွာဖြင့်ဆိုဖာပေါ်မိထိုင်ရင်းမိကနေအိပ်ပျော်သွားခဲ့သည်သူဤနားတဲ့ရေတံကြားလိုက်ရသဖြင့်နာဆွင့်ကြည့်မိသည် ဟုတ်သည်ရေချိုးကန်းနဲ့ရေချိုးနေသည့်အတန် အိမ်ပြန်ရောက်နေပြီဟုတွေးမိသည့်အခါဝမ်းသာမိသွားသဖြင့်ရေချိုကန်းစီသို့အပြေးသွားကြည့်လိုက်တော့သည်တကားဖွင့်လိုက်သည့်အခါရေပန်းမှာရေပွင့်ကျနေခြင်းသာဖြစ်ပြီးအိမ်မဟုတ်နေပြီရေပန်းပြန်ပိတ်ပြီးတပြင်းချကလဲထွက်လာခဲ့ရသည်ထို့အခါမှဇနီးတဲ့ဖုန်းဆက်ထားသည့်ကိုတတိယမိကအိမ်သို့ပြန်လာခဲ့လေသည်အိမ်တကားဖွင့်လိုက်သည်နှင့် ဟင်းချက်ကောင်းသောယူရသွင်းဤလက်ရဟင်းရက်နှံမှမှွေပြန့်ကထွက်ပေါ်လာခဲ့သည် ထိုတစ်ချက်ကိုတော့ထူပိုင်ချီမောမိသည် ယူရသွင်းအားမနစ်သက်လာတော့လဲသူမချက်ကျွေးသည့်ထမင်းဝိုင်းလေးကအမဲဆိုပြေးသည်ကတော့အမှန်မင်းယောက်ျားဖုန်းဆက်ထားတာကိုဘာလို့နောက်ကျရတာလဲယူရသွင်းမှာအနီရောင်ကဝင်ဝှစ်ထားပြီးနှကန်းနီအနီရဲရဲကိုစူထားလေသည် မပြေမစင်မဲနေတတ်သည့်ဇနီးတွေမှာယခုလိုမိတ်ကပ်မချေတတ်ဖဲပြင်ဆင်ထားသဖြင့်လိုက်ဖက်မှုမရှိလာပြီလူကတက်တက်မိတ်ကပ်ကတက်တက်ဆိုတကယ်တို့ဖြစ်နေသည် အခုရောက်ပြီပဲကွာဒါနဲ့ဒီအစင်းကဘာဖြစ်တာရော ထူပိုင်ကအစီများပြေဖုံးနေတော့ယူရသွင်းဤခန္ဓာကိုယ်ပေါ်မှာအနီရောင်ကဝင်းအားညွန်ပြကမေးလိုက်သည်ယောက်ျားမင်းနေပြီမလားဒီနေ့ကယူနဲ့ယောက်ျားနဲ့အိမ်အောင်သက်၁၀နှစ်ပြည့်တဲ့နေ့မှတ်မိလားယူရသွင်းပြောမှဟုတ်နိုးနိုးပြန်တွေးနေမိသည်မင်္ဂလာနှစ်ပတ်လည်းမဆိုထားပြီးပြက်ကရင်ရဆွဲကိုတောင်းထူပိုင်ဂယူမဆိုင်မိသည်မှာကြာလာပြီရေချိုးပြီးအဝတ်လဲလိုက်အောင် ဒင်နာဆ ਾਇ ရအောင်တော့ယောက်ျားထူပိုင်ကစိတ်မပါလာပဲခေါင်းသားညိပ်ပြားလိုက်မိ၏စပွဲဘော်တွင် အသားပြားကြီးကိုဆလဲ၍မုံလာဥနီတို့နှင့် အလာဆင်ထားသည်ယူရတွင် အနှဲငယ်မူပြောင်းနေသည်ကို ထူပိုင်တတိထားမိသည်မှာတိတ်မကြသေးကြီးအနောက်ပိုင်းအစားအစာဆိုလင်မကြိုက်တတ်သည့်သူမကယခုခါတွင်မူအနောက်တိုင်းပုံစံပြင်ဆင်ကဒင်နာဟူ၍ပင်တုံတုံသွားသေးသည် ယူရသွင်းမှာယခုအတော်အတွင်းသူမပေါ်အိဆက်လာမန်းခန်းစားမိ၍အိမ်တော်ကြီးအပေါ်ပြားရည်လောင်းမှုစူးစားနေလေပြီဟုထူပိုင်သိနေ၏ယူရသွင်းဤပြောင်းလဲမှုကိုတည်င်ကသာစိတ်ဝင်စားကြည့်မိပြီးမူရင်းစိတ်ကအိမ်စီသို့ရောက်သွားပြန်သည်ဇနီးတဲ့နီကွာရှင်းမှုနှောင့်နေနေခြင်းကြောင့်စိတ်ဆိုးကအဆက်အသွယ်ဖြတ်ထားသည်လားဟုယုတ်တည်းရဲ့တတိယမိသည့်အခါရင်ထဲမှပူလာပြန်၏တူကနန်းစိတ်ကနန်းသာဆိုင်မြည်တို့လောရမြည်ကိုသာတွေးနေမိတော့သည် စားမကောင်းဘူးလားယောက်ျားရဲ့စားစမ်းပါကောင်းပါတယ်ညနေကအလုပ်ထဲမှာမုံစားလာလို့တိတ်မစားဘူးဖြစ်နေတာဒါဆိုလဲဖြည်းဖြည်းစားရော့အသားရီရှင်းနော်စားကြည့်အောင်ယူရသွင်းကအသားပြားချက်ကြီးနောက်တစ်ချက်ကိုပကံထဲသို့ထပ်ထည့်ပြန်သည်ရပြီအများကြီးစားလို့မရဘူးဗိုက်ပြည့်နေတယ်အဲ့ဒါကြောင့်ဖြည်းဖြည်းစားလို့ယူရသွင်းမှာတော့စကားရီဖောင်းဖွဲ့ပြောရင်အသားပြားများကိုဓာဖြင့်လှီလိုက်ပါဇက်သေးတွတ်တွင်လိုက်ဖြင့်အလုံးရှုပ်နေရှာလေသည် အနီရဲရဲဆိုထားသည့်နှခမ်းများဟာကအားရပါရစားနေဟန်ကဒူပိုင်အတွေ့စိတ်ပျက်စရာသာကောင်းနေခဲ့သည် စားလက်စရက်လိုက်ပြီးဝိုင်ကိုမော့တော့လိုက်တော့၏ဟင်တော်ပြီလားနဲလိုက်တာရောတော်ပြီပင်မလာလို့ခဏနားလိုက်အောင်မယ်ဒူပိုင်မှာထိုနေရာ၌ဆက်မနေခြင်းတော့ပြီအကြောင်းပြကထွက်လာပြီးအိမ်အပေါ်တက်သူတက်သွားတော့သည် ယူရအတွင်မှာတော့ထူပိုင်ဤကြောပြင်ကိုငေမောကြည့်ရင်ကြံရစ်ခေရှာတော့သည် တွိုင်းလက်ထဲဝင်ကအိမ်ထံဖုန်ခေါ်ကြည်ပြန်သည်ထူပိုင်အတွေ့တွိုင်းလက်ကလုံကြုံစိတ်ချရသည့်နေရာဟုထင်မိ၏ဆက်သွယ်မရတော့သည့်ဖုန်းကိုထက်ခါထက်ခါခေါ်ဆိုရင်းခေါင်းထဲမူးနောက်နောက်ဖြစ်လာသဖြင့်အန်ချပြစ်လိုက်မိသည်တဝောဝအန်ထုတ်ပြစ်မှတတသွားသလိုရှိသည်တွိုင်းလက်အပြင်ဘက်မှဒဒုံဒုံထူနေတန်ကို ကြားတော့လေပြန်မဖြေနိုင်ခဲ့ယောက်ျားဘာဖြစ်တာလဲတကားပွင့်မအောင်ခိတအမောဖြေလိုက်ပြီးမှတကားပွင့်ကထွက်လာခဲ့လိုက်၏ ်အစာမကြေလို့ထင်နေနေလို့မကောင်းဘူးဘလို့ဖြစ်ရတာလဲယောက်ျားရဲ့စီကန့်သွားမလားနေတော့မသွားတော့ဘူးခဏနားလိုက်အောင်မဲယူရအတွင်ပဲကြော်ပေးကတဖက်သူလဲချလိုက်တော့သည်ယူရအတွင်ကလည်းထူပိုင်ကိုဆောင်းပါလေးခြုံပေးကပြန်ထွက်သွား၏ထိုနောက်တိတ်မကြပြန်ဝင်လာသည်ဖြည်စည်းလေးနဲ့ရင်နွေးပူပူလေးတောက်လိုက် ပထမဆုံးဆိုတော့ဒီလိုပဲနောက်တော့ပြန်ကောင်းသွားလိမ့်မယ်ယူရအတွင်ဘာပြောသည်ကိုထူပိုင်နားမလဲခဲ့ ိုးတော့ဖြည့်စည်တော့တောက်လိုက်လေသည်အိတ်တော်မင်းထူပိုင်ကချောင်ချုံပြီးပြန်လှည့်လိုက်၏ယူရသွင်းလေပြန်ထွက်လာခဲ့လိုက်တော့သည်စပွဲပေါ်ရှိ ပကံတချို့ကိုစေကြောတန်းစင်ရင်သူမ၏မျက်ဝန်းတဲမျက်ရည်များဝေတက်လာခဲ့၏ယခုကဲသို့အေးဆက်နေသောအိမ်အောင်ရေမျိုးမဖြစ်စေချင်တော့ပေခင်မွန်ဖြစ်သူအချိုးပြောင်းနေမှန်းတိနေသည်မှာကြာခဲ့ပြီဖြစ်သည်ယူရသွင်းကရင်ထဲကခံစားရသမျှထုတ်ဖော်ပြောပြတတ်သူမဟုတ် သူဝက်ကသိမ့်စီထားတတ်သည် ထိုကြောင့်လေသူမတယောက်တည်းရှိချိန်မျိုးတွင် ကြိတ်ငိုခရသည်ကအခါခါပင် မျိုးသိရင်ကာလကြာလာသောအခါသူမ၏စိတ်ကို သူမကိုနိုင်ကပင် နားမလဲလာတော့ပေထိုကြောင့်လေယခုကဲ့သို့မပြုတ်လို့ဘူးသောမင်္ဂလာနှစ်ပတ်လည်တနာကိုပြုတ်လို့ခဲမိသည်အိမ်အောင်တဲ့ဆယ်နှစ်အတွင်းတမီးတယောက်ရာခဲ့တော့လေလာသားအရွယ်မှာပင်စုံပါသွားခဲ့လေသည်တာဦးသမီးကိုဆုံရှုံခဲ့ရပြီးအယူတစ်ပိုင်းဖြစ်ခဲ့ရသည် မပြေမစင်တော့ပဲစိတ်ချမ်းသာသလိုသာနေပြခဲ့သည်ခန္ဓာကိုယ်အလေးချိန်တိုးလာသည့်အတွက်ကြောင့်လားတခြားအကြောင်းကြောင့်လားတေချာမသိတော့လေ၎င်းတို့ဇနီးမောင်နှံတွင်သာသမီထက်မရလာတော့ဆုံရှုံခဲ့ရသည့်သမီးဦးကိုသာ အချိန်တိုင်းတန်တိုင်းမိမိကိုယ်ကိုဂရုမစိုက်ဖြစ်သည်မှာကြာခဲ့လေပြီယူရသွင်းဘဝတွင်မိဘနှစ်ပါးကိုလည်းဆုံရှုံခဲ့ရပြီသာသမီလည်းဆုံရှုံပြီးပြီ။ ယခုတွင်မူအချိုးပြောင်းလာသောခင်မွန်းတဲကိုထပ်မံဆုံရှုံရမည်ကို တွေးကြောက်လာခဲ့တော်သည်ထို့ကြောင့်ခင်မွန်းတဲစိတ်ပြန်လည်လာစေရန်မပြင်းမစင်တတ်သည့်မိကက်များလိန်ချဲခဲ့သည်ဝိလိမရှိသည့်ဂါဝင်းများစကက်များဝစ်ဆင်မိသည်သူမှမြင်းများပင်စူးစားစေကမူထူးပိုင်ဤစိတ်ကပြန်လှည့်မလာခဲ့ဤသည်ကိုသူမသိသည် ထိုကြောင့်လေသူမအတွေ့စွန့်စားမှုကြီးတရက်ကိုပြုလုပ်ဖို့အကြောင်းဖန်လာရခြင်းဖြစ်လေသည် ပါပြင်ထက်မှာမျက်ရည်များကိုတုပ်ပြီးအခန်းထဲပြန်လာကအဝတ်လဲလိုက်သည်ထူပိုင်မှာတော့မြည်မြစိတ်ပင်ပန်းခဲ့သည်မသိအိမ်မောကြနေပြီခင်မွန်းတဲ့ကိုတစ်ချက်ကြည့်ပြီးကားတော်ယူလာက အပြင်သို့မောင်းထွက်သွားလေတော့ဤသူမသွားနေကြနေရထိုနေရာသို့ရောက်ရင်သူမစိတ်အေးချမ်းသွားစမြင်ထိုနေရာကသူမဤမိဘနှစ်ပါးနှင့်တမီးဦးလေးတို့ဤအယိုးပြများကို မြုံနှံထားသည့်နေရာသူမပိုင်ဆိုင်သော ခြံဖြစ်သည်

ယူရသွင်းမှာမျက်ရည်များကြမှာတဟာဟာအော်ရဲပြစ်လိုက်၏သူမ၏အတန်မှာအေးဆက်ဆက်နိုင်လွန်လာသည်ဝုံငနေအတန်ကျဲကြီးကြောင့်ထူးပိုင်လန့်နိုးသွားခဲ့သည်အေခန်ထဲမှထထွက်ချင်းသူကိုတယောက်ယောက်ကချုပ်ကင်လိုက်သည်ကိုခံလိုက်ရသည်သူမျက်လုံးများပြာဝေသွားရပြီသူအိမ်ထဲတွင်ရဲများနှင့်ရက်ွက်လူကြီးလူတော်တော်များများရောက်နေကြ၏အိမ်အောက်ထပ်ဆင်းလိုက်သည်နှင့်ခေါင်းကိုမူကြိုးပစ်လိုက်တဲ့ကဲ့သို့ဖြစ်ပေါ်သွားရလေသည် ။ယူရသွင်းနေညစာအတူစားခဲ့သောစပွဲပေါ်တွင်အိမ်ဤခေါင်းပြက်ကိုပကံများပေါ်တင်ထားသောကြောင့်မင်းအိမ်ဒူပိုင်ထိလန့်တကြားအော်ဟစ်ပြစ်လိုက်သည်မလုံနဲ့ညင်ညင်နေသူဤလက်နှစ်ဖက်ကိုအနောက်သို့ဆွဲယူသွားပြီးလက်ထိတ်ခတ်ခံလိုက်ရပြီစပွဲပေါ်တေချာကြည့်လိုက်သည့်အခါမှညကသူစားခဲ့သော ပကံ ခရင်ဒါဝိုင်ခွက်အလုံးကလက်ရချေရမပြတ်ရှိနေသည်ယူရသွင်းဤပကံနေရာတွင်မူ အိမ်ဤကောင်းပြတ်တင်ထားသောပုဂံသာရှိသည်ကျွန်တော်တတ်တာမဟုတ်ဘူးကျွန်တော်မတတ်ဘူးသူပိုင်းအာကုံဩကာညင်းဆန်နေရင် သူကိုယ်သူပြန်ငုံကြည့်လိုက်မိသည့်အခါအလွန်ထိတ်လန့်သွားမိတော့၏သူဤရင်ဘတ်တစ်ခုလုံးသွေးများပေချန်နေသောကြောင့်ဖြစ်သည်သူကတင်ဘေးမှာတက်တည်တာတွေ့ရစရာသူပိုင်းလေအတင်ယုံကအော်ဟစ်ညင်းဆန်တော့လေကံကြမ္မာကသူ့အားမျက်နှာသာပေးဖို့ရန်ခဲရင်ပေးလိမ့်မည် ယူရသွင်းဤအစီစဉ်တကြအစီစဉ်ခဲ့သောကလေးစားချေမှုကိုထူးပိုင်ညင်ဆန်မှုတသက်မရှိတော့ပေ။အိမ်ထဲမှထွက်ထွက်လာချင်းသူကြားလိုက်ရသည်မှာလူတက်ပြီးစားတာဟုတ်လား။ဟဲရက်ဆက်လိုက်တာ။စေယောကနေမှာပေါ့ဗျာ။ထိုစကားကိုနှစွန်းနှပြကြားလိုက်သည်နဲ့ထူးပိုင်ကောင်းနဲ့ခြားခြားလဲအောင်မူသွားပြီးမေ့မျောသွားခဲ့လေတော့တည်း။ဆီယာမဒေါ်ရာလာမင်းဆန္နာရေးသားထားတဲ့ သုံးလောင်းပြိုင်အင်ဂျီဆိုတဲ့ဝီထူထူလေးနဲ့နှစ်ပတ်လဲဆိုတဲ့ဝီထူထူလေးကတော့ဒီတွင်ပဲပြီးဆုံးသွားခဲ့ပါပြီ။နားဆင်ပေးခဲ့ကြတဲ့ဒုခရဲ့အချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါသည်ရှင်။